မင်္ဂလာပါဘောဇော်ချန်နယ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ရဲ့မိတ်ဆွေတို့ကို17လပိုင်း3ရက်နေ့ကနေပြီးတော့17လပိုင်း9ရက်နေ့ဖိုလုံဘောဇော်ကမ္ဘာပါဝင်တဲ့တပတ်စာတွေကိုကျွန်တော်အတန်နဲ့ပြောပြပေးသွားမှာဖြစ်တဲ့အတွက်အတန်ကိုအဓိကနားထောင်ပေးပါခင်ဗျာ ဒါဆိုရင်ကျွန်တော်တို့တပတ်စာကတ်တစ်ခုဖြစ်တဲ့အော်တိုဂီကိုအရင်ဆုံးပြောပြပေးပါမယ်။အော်တိုဂီမှာဆိုရင်ကျွန်တော်တို့တရက်စာ နေတိုက်ဂီတွေပါဝင်တာဖြစ်ပါတယ်။ဒါဆိုရင်တနင်္လာနေ့တရက်စာအတွက်နေတိုက်ဂီရတော့နေ6 8ဖြစ်ပါတယ်။အင်္ဂါနေ့တရက်စာအတွက်နေတိုက်ဂီရတော့6 6 ကုန်ဖြစ်ပါတယ်ဗုဒ္ဓဦးနေတရားစာအတွက်နေတိုက်ကြီးရတော့၄၅၃၀ဖြစ်ပါတယ်ဇာသာပရိနေတရားစာအတွက်နေတိုက်ကြီးရတော့၃ညနေရှင်းဖြစ်ပါတယ်တောက်ချနေတရားစာအတွက်နေတိုက်ကြီးရတော့၄ကိုနှစ်ဖြစ်ပါတယ် ဒါတော့အော်တိုကီးမှာ ပါဝင်တဲ့နေတိုက်ကီးတွေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်အကတ်တစ်ခုဖြစ်တဲ့ဘိုဇော်ရဲ့တပတ်စာအာနေဘရိတ်ကို ပြောပြပေးပါမခင်ဗျာ။တနင်္လာနေ့ မနက်အတွက်အာနေနိုင်တဲ့ဘရိတ်ကနေဘရိတ်။တနင်္လာနေ့ညနေအတွက်အာနေနိုင်တဲ့ဘရိတ်ကနေဘရိတ်။အင်္ဂါနေ့ မနက်အတွက်အားနေနိုင်တဲ့ဗရိတ်က၅ဗရိတ်အင်္ဂါနေ့ညနေအတွက်အားနေနိုင်တဲ့ဗရိတ်က၃ဗရိတ်ဗုဒ္ဓဟူးနေ့မနက်အတွက်အားနေနိုင်တဲ့ဗရိတ်က၉ဗရိတ်ဗုဒ္ဓဟူးနေ့ညနေအတွက်အားနေနိုင်တဲ့ဗရိတ်က၂ဗရိတ်ဇာတာပတိနေ့မနက်အတွက် အားနေနိုင်တဲ့ပရိတ်က6ပရိတ်ကြာတာပရိတ်နေညနေအတွက်အားနေနိုင်တဲ့ပရိတ်က6ပရိတ်တောက်ချနေမနက်အတွက်အားနေနိုင်တဲ့ပရိတ်က6ပရိတ်တောက်ချနေညနေအတွက်အားနေနိုင်တဲ့ပရိတ်က9ပရိတ်အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီပိုးစော်ရဲ့ အာနယ်ပရိဒိယာဆိုရင်ကျွန်တော်ပုံသေး20ရက်နေယူပြီးအသုံးပြုပေးထားတာဖြစ်တဲ့အတွက်တပတ်ကိုအ ਨੇ ဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်အသုံးပြုခြင်းနဲ့ဆိုရင်တော့မှချိန်ချိန်ပြီးတော့အသုံးပြုစေခြင်းပါတယ်ခင်ဗျာနောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစောရဲ့တပတ်စာအာနယ်ခဏန်းကိုပြောပြပေးပါမယ်တနင်္လာနေ့မနက်ပိုင်းမှာအာနယ်နိုင်တဲ့ခဏန်းက၈ đến nên là nế, nhà nì bài má, à nè này nế, kè nàng gà, tổng. Yên kà nế, mẹ nà bài má, à nè này nế, kè nàng gà, tổng nhá. Yên kà nế, nhà nì bài má, à nè này nế, kè nàng gà, lì. Bộ đầu nế, mẹ nà bài má, à nè này nế, kè nàng gà, cố. Bộ đầu nế, nhà nì bài má, à nè này nế, kè nàng gà, chọc. ဇာသာပရိနေမနပိုင်းမှာအာနေနိုင်တဲ့ခဏန်းက6ဇာသာပရိနေညနေပိုင်းမှာအာနေနိုင်တဲ့ခဏန်းက3ညတောက်ကြနေမနပိုင်းမှာအာနေနိုင်တဲ့ခဏန်းက6တောက်ကြနေညနေပိုင်းမှာအာနေနိုင်တဲ့ခဏန်းက၄ဖြစ်ပါလေအခုကျွန်တော်ပြောပြပေးတဲ့ဒီဘောဇော်ရဲ့တပတ်စာအာနေခဏန်းဟာဆိုရင်လေ အစောက ပြောပြပေးခဲ့တဲ့ဘိုးစောရဲ့တပတ်စာအာနယ်ပရိတ်နဲ့အတူတူပါပဲပုံသေးတွင်နေ့ကနေယူပြီးအတောင်ပြုပေးထားတာဖြစ်တဲ့အတွက်တပတ်ကိုအ ਨੇ ဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်အတောင်ပြုခြင်းနဲ့ဆိုရင်တော့မှ ချင်းချင်းပြီးတော့အတောင်ပြုစေခြင်းပါတယ်စတလာပိုင်း၃ရက်နေ့မှစတလာပိုင်း9ရက်နေ့အထိနောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစောရဲ့ ဗေဒံကိုပြောပြပေးပါမယ်ခင်ဗျာတနင်္လာနေ့တရားစာအတွက်ဗေဒံအပေါ်ပိုင်းမှာဆိုရင်တော့6 7 8 9အပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး4 9 3 9အပေါ်ကကနန်း2လုံးအောက်ကကနန်း2လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ် အင်္ဂါနေ့တရားစာအတွက်ဗေဒံကို ပြောပြပေးပါမယ်။အပေါ်ပိုင်းမှာဆိုရင်တော့၄၉၆၁။အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း၆လုံး၅၃ည၈၃9အပေါ်ကကနန်း၃လုံးအောက်ကကနန်း၃လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ ဗုဒ္ဓဦးနေ့တရားစာအတွက်ပေရန်ကို ပြောပြပေးပါမယ်။အပေါ်ပိုင်းမှာဆိုရင်တော့1 3 0 8အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး1 6 9 4 5 3ရအပေါ်ကကနန်းတစ်လုံးအောက်ကကနန်းတစ်လုံးတွဲပြီးအသုံးပြုပေးရမှာ ဖြစ်ပါတယ်။ဂျာသာပရင်နေ့ တရစာအတွက်ပေတံအပေါ်ပိုင်းမှာဆိုရင်တော့3 9 38အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး49 61ခொနစ်အပေါ်ကကနန်းတစ်လုံးအောက်ကကနန်းတစ်လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။တောက်ကြနေတရစာအတွက်ပေတံကိုပြောပြပေးပါမယ်။အပေါ်ပိုင်းမှာဆိုရင်တော့9 လေနဲ့ခွန်အပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကအမပါတယ်ဂဏန်း6လုံး9တောင်ည16 3ရှစ်အပေါ်ကဂဏန်းတစ်လုံးအောက်ကဂဏန်းတစ်လုံးတွဲပြီးအတောင်ပြုတ်ပေးရမှာ ဖြစ်ပါတယ်စတလပိုင်း3ညနေရနေ့စတလပိုင်း9ညနေ့အထိနောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဖိုးလုံးရဲ့တပတ်စာကတ်ထဲမှာ ပါဝင်သမ ्या တွေကို ထပ်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျာဖိုးလုံးကတဲ့ဟာကျွန်တော်တို့နေတိုက်ကီကိုအရင်ဆုံးပြောပြပေးပါမယ်တနင်္လာနေ့တရက်စာအတွက်နေတိုက်ကီရတော့တရက်6 8ဖြစ်ပါတယ်အင်္ဂါနေ့တရက်စာအတွက်နေတိုက်ကီရတော့3 8 5ဖြစ်ပါတယ် ဗုဒ္ဓဦးနေတရားစာအတွက်နေတိုက်ကြီးရတော့၄၉၄ဖြစ်ပါတယ်။ဇာတာပရိနေတရားစာအတွက်နေတိုက်ကြီးရတော့၉၄၆ဖြစ်ပါတယ်။တောက်ကြနေတရားစာအတွက်နေတိုက်ကြီးရတော့၄ခွန်၄ဖြစ်ပါတယ်။ပြီးရင်ဖိုးလုံးကတဲ့အားတပတ်စာပေတံကို ပြောပြပေးပါမယ်။ အပေါ်ပိုင်းမှာဆိုရင်တော့3 1 4 9အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း၅လုံး3 4 5 6အပေါ်ကကနန်း၃လုံးအောက်ကကနန်း၃လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ဖိုးလုံးကတဲ့ဟာတပတ်စာမပြောက်ပတ်တီကတော့၁ပတ်တီ၂ပတ်တီ၄ပတ်တီဖြစ်ပါတယ်။ နောက်ထပ်ဖိုလုံးရဲ့တပတ်အတွင်းပြိတ်ကတော့တုံညာပြိတ်နဲ့နှစ်ပြိတ်ဖြစ်ပါတယ်။ဒီတုံညာပြိတ်နဲ့နှစ်ပြိတ်အ ਨੇ ဆုံးတစ်ခုပေါ့ဗျာ။အခုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးခဲ့တာက17လပိုင်း3ရက်ကနေ17လပိုင်း9ရက်နေ့အထိတပတ်စာကတဲ့မှာပါဝင်သမျှတွေကို ပြောပြပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ channel ကို subscribe မနေရသေးဘူးဆိုရင်လည်း subscribe နှိပ်ထားပေးကြပါအောင်ခင်ဗျာနားဆင်ပေးကြတဲ့မိတ်ဆွေတို့တယောက်ချင်းစီကိုကျွန်တော်ပို့ဆောင်မှဂျေဆုအထူးပဲတင်ရှိပါရခင်ဗျာ